မင်္ဂလာပါအမခုဒီဗီဒီယိုဖိုင်လေးမှာတော့ blog insert နဲ့ boundary ဆိုတဲ့ comment လေးသုံးခုအကြောင်းကိုပြောပြပေးသွားပါမယ်။ blog လုပ်တယ်ပေါ့နော် blog ဖတ်ရတယ်ဆိုတာပါလဲဆိုရင်ကိုကပုံဆွဲထားမယ် comment တွေခေါ်ပြီးတော့ပုံလေးတွေဆွဲထားရှိမယ်ပေါ့နော်။အခုဆိုရင်ဒီမှာ line comment ခေါ်ပြီးတော့ပုံဆွဲထားရှိမယ်။ဒီပုံကိုမားတို့ကတစ်ချက်လေးကြည့်လိုက်မယ်။ဒါဆိုရင်သူအစိပ်ပိုင်းတစ်ခုချင်းစီမှာပဲ။သွားပြီးတော့အဲ တက်မှတ်နေရပါတော့။ပုံတစ်ခုလုံးမှာတစ်ချက်ကလေးရုံနဲ့အားလုံးကိုသွားပြီးမထိရောက်ဖြစ်နေရဲ့။အဲ့တော့အဲ့လိုပုံမျိုးဆိုမတော်ဒီပုံတစ်ချက်ကလေးရုံနဲ့အကုန်လုံးကိုတက်ရောက်စေချင်တဲ့ဆိုရင်ဒီ line လေးတွေအားလုံးကို block ဖွဲ့ပေးရပါမယ်။အဲ့လို block ဖွဲ့ထားတဲ့ပုံကိုကိုကဘယ်အချိန်မှမစိုးအလွယ်ပြန်ခေါ်ပြီးရောသုံးလို့ရမှာဖြစ်ပါတယ်။အဲ့တော့ block ဖွဲ့မယ်ဆိုရင် block ရဲ့ command က b under အဲ့တော့မတို့ block ဖွဲ့မယ်ဆိုလို့ရှိရင်ဒီပုံလေးရဲ့နာမည်ကိုမတို့ပေးခဲ့ရမယ်။အမတို့ဒီမှာ sta လို့ပေးခဲ့ရမှာပေါ့နော်။ Okay. Select object. Go block point map on along ကို select ပြင်မယ်။ Enter. အပြီးရင် pick point လေးကိုင်မယ်။ pick point ကတနေရာမှာကိုင်လို့ရပါတော့အစဉ်ပြေတဲ့တနေရာမှာ multi take လေးမှာကိုင်နိုင်မယ်။ပြီးရင် multi မှာ convert to block နဲ့ allow exploding နဲ့ကိုအမှန်ချစ်ခဲ့မယ်။ Okay. အဲ့တော့ဒီပုံလေးကိုပြန်ဆွဲကျင်တယ်ဒီပုံတစ်ချက်ကိုလေးကြည့်လိုက်မယ်။ဒါဆိုရင်ဒါ object တစ်ခုဖြစ်သွားပြီပေါ့နော်။ပုံကခွဲမနေတော့ဘူးပေါ့။အဲ့တော့မတို့က ုနာ AA star လို့ထားခဲ့တဲ့ file နဲ့ကပုံကိုပြန်လို့ခြင်းတယ်။နောက်ဒီပုံလေးပဲပေါ့ဒီပုံနောက်ထပ်ပုံပြန်ယူခြင်းနဲ့နောက်ထပ်ပုံဆွဲမနေတော့ဘူး။ block ဖွဲ့ထားခဲ့ပြီးသားဖြစ်တဲ့အတွက်အဲ့ block ဆွဲဖွဲ့ထားတဲ့ object ကိုပြန်ခေါ်ခြင်းနဲ့ဆိုရင် insert ကိုသုံးရပါမယ်။ insert ကသူ့ရဲ့ command က i enter ဒီမှာဆိုရင်မှဒီ file ထဲမှာဆိုရင်တော့ဒီ AA နဲ့ star ဆွဲ file တစ်ခုရှိရမှာခုနထားခဲ့တာ star ဖြစ်တဲ့အတွက် star ဆွဲ file လေးကိုဖွင့်လိုက်ပါမယ်။ဒီရင်မောက်ပြပွင့်ကင်ခဲ့တဲ့နေရာလေးကနေပေါ်နေမယ်နော်ထိအဲ့ကနေကုလိုချင်းတဲ့နေရာမှာ ကလင်ချပါအဲ့တော့ဒါကို block ဖွဲ့ပြီးတော့ဖွဲ့ထားတဲ့ပုံကိုပြန်ခေါ်တုံးပြီးပြန်ပြန်ခေါ်တုံးတဲ့နည်းပြီးပေါ့နော်အော်ဒီအားကမှခုနထားခဲ့တာက combat to block နဲ့ allow exploding ကိုအမှန်ချစ်ခဲ့ရပေါ့နော်အဲ့တော့ကြောင့်မူရင်းပုံရောကို block ဆွဲပြီးရော block name ပေးခဲ့တဲ့ပုံကိုပြန်ခေါ်ရင်ရောနှစ်ခုစလုံးက block object တွေပဲဖြစ်နေရပေါ့နော်အဲ့မှာကအခုနောက်ထပ်ပုံတစ်ပုံဆွဲလိုက်မယ်။အမှားဒီမှာနောက်ထပ်ပုံတစ်ပုံ ဖက်ဆွဲလိုက်မယ်။အဲဒီပုံကြတော့ဒီလိုလေးဆွဲလိုက်မယ်ပေါ့နော်။အဲ့တော့ခုနကတော့က block ဖွဲ့တော့အမတို့ convert to block နဲ့ alliance routing အမှန်ချခဲ့တယ်။အဲ့တော့ခုအမတို့ကဒါ moving object ကိုဒါက block ဖြစ်သွားတယ်ပေါ့နော်။အဲ့တော့အဲ့လိုမဖြစ်ချင်ဘူးအမတို့ကဒီ moving object ကိုတော့ block မခွဲချင်ဘူး block insert ထဲကနေပြန်ခေါ်ရတဲ့ပုံကိုဒါပဲ block ဖြစ်ချင်နေဆိုရင်အမတို့ကဘာလုပ်ရမလဲဆိုရင်ဒီ under finding ကိုဒီမှာဗာပေးလိုက်မယ်ဆိုတော့အဲထားတော့ number 1လုတ်ပေးလိုက်မယ်နော်ဒီပုံနဲ့ပတ်သက်ပြီးတော့ number 1လုတ်ပေးလိုက်မယ်ဒီမှာ convert to block နဲ့ allow exploding convert to block လို့မထားတော့ဘူးဒီမှာ retain လုပ်ထားခဲ့လိုက်မယ် okay select object ကို block ထားမဲ့ပုံကို select မဲ့ under ပြီးတော့ big point ကိုင်မယ်တနည်းအားနေကိုင်လိုက်မယ်ဟဲ့ပြီးတော့ဒီမှာ retain ထားခဲ့ရနော် allow exploding နဲ့ထားခဲ့တယ်โอเคဒါဆိုရင်မအားလို့ဒီမူရင်းပုံကိုတစ်ချက် click စီလိုက်မယ်မူရင်းပုံကို ားလုံးမပေးလို့ဆိုဘလော့လုံးမပေးရအောင်နော်ဒါ retain မှာထားလိုက်တဲ့အတွက်ကြောင့်မလို့ပြီးတော့ comfort diploma လို့ပဲ retain ထားခဲ့တဲ့အတွက်ကြောင့်မလို့မူရင်းပုံကတော့ဘလော့မဖြစ်ပါဘူးဒါပေမဲ့ insert ထဲကနေပြီးတော့မှ one ဆိုတဲ့ file ကိုပြန်ခေါ်မယ် one ဆိုတဲ့ file လေး okay နော်ဒါဆိုရင်ဒီပုံကကြာတော့ဒီပုံမှ check click ကြည့်ဒီပုံကတော့ block ဖြစ်တယ်အဲ့တော့ဒါကဒီပုံကကောင်တော့ comfort diploma ကိုထားခဲ့တယ်နောက်ဒီပုံမှာကြာတော့မှဘာလုပ်လို့ရလဲဆိုရင် retain မှာ မှန်ချစ်ခဲ့เนาะဒါကြောင့်မလို့မမူရင်းပုံကတော့ဘလော့မဖြစ်ပါဘူးပြီးတော့နောက်တစ်ခုနောက်တစ်မျိုးပြောချင်ပါတယ် allow exploding နဲ့ပတ်သက်ပြီးတော့ဒီမှာဆိုရင်မ allow exploding နဲ့လုပ်ခဲ့တဲ့ compound deploy လေးလုပ်ခဲ့ရတဲ့အတွက်ကြောင့်မလို့ဒီကောင်ကိုမတော်ကဒီမူရင်း object ကိုပေါ့နော်မူရင်း object ကြီးကိုတွားပြီးပြင်ကျင်တယ်ဒါမှပြင်လို့မရတော့ဘူးနော်ပြင်လို့မရတော့ဆိုတော့တမင်းအပြင်ဘယ်လိုလဲဆိုတော့အမတို့ဒီမူရင်း object ကိုဒီ blob မလုပ်ချင်တော့ဘူးသူ့ကို အဲ segment တစ်ခုချင်းစီဖြစ်အောင်မပြန်လုပ်မယ်။အဲ့တော့အဲ့လိုမျိုးဆိုရှင်မတို့ဘာ comment သုံးရလဲဆိုရင် poly line ကိုဖြုတ်ခွဲခဲ့တယ်လို့ပဲ explode ဆိုရဲ comment x enter လာ select object ကိုဖြုတ်ခွဲခြင်းတဲ့ object ကို select မှ enter အဲ့ဒါချက်ကြည့်လိုက်မယ်။ဖြုတ်ခွဲလို့ရလား။ရရနော်ဒါအမတို့ allow exploding လုပ်ခဲ့တဲ့အတွက်ကြောင့်မလို့ဒီမှာရနေရပါဗော။အဲ့ဒီအားရတော့ငခုတည်းက block လုံးထားတဲ့သူ့ကိုတော့မပြောတော့ဘူးเนาะအဲ့ allow exploding ကိုမအောင်အမမချိပဲနဲ့နောက်ထပ်တစ်ခုဆွဲကြည့်မယ် အဲ့ဒါဒီပုံလေးရှိမယ်ဒီပုံကမှတော့ block ဖွက်မယ် b enter နံပါတ်2လို့ finding ပေးလိုက်မယ် redeem လို့တော့သူ့ကို convert to block လုပ်လိုက်မယ်မူရင်း object ပေါ့နော်အဲ့မူရင်း object ကိုပြန်ပြင်ကြည့်မယ်ကိုက allow excluding ရတော့မှတော့ off ခဲလိုက်မယ် okay select object object ကို select မဲ့ enter pick point ပေးမယ် pick point ကဒီထားကနေပေးလိုက်မယ်အဲ့တော့ဒီမှာမှ retain နဲ့မလို့ဘူး convert to block ထားခဲ့တယ် allow excluding ကိုဖြုတ်ခဲ့ရနော် okay အဲ့တော့မအောင်ပြန်ခေါ်မယ် insert ထဲကနေ law number 2ဆိုရဖိုင်နေနော်အဲ့တော့ရွေးထားပြီးသား okay မှချစီလိုက်မယ်အဲ့တော့ compatible block ဖြစ်ခဲ့တဲ့အတွက်ကြောင့် main object ကတော့ block ခွဲသွားတယ်ခေါ်လိုက်တဲ့ object ကလည်း block ပဲဒါပေမဲ့အမအလောင်း exploding မှာအမှန်မချစ်ခဲ့ဘူးနော်ဖြိုခွဲခြင်းကိုခွင့်ပြုတယ်လို့သူမပြောခဲ့အဲ့တော့ဒီ main object ကိုမှပြန်ပြင်ခြင်းနဲ့ဒါဆိုရင် explode လုပ်ကြည့်မယ် ace under object ကို select မှတ်မယ် under အဲ့ကြည့်ကြည့်မယ်ဖြိုခွဲသွားလားဗောနော် select ကြည့်လိုက်မယ် မဖြူခွဲတော့ဘူးเนาะဖြူခွဲလို့မရတော့ဘူးပေါ့ဝင်း object ကိုမှားနေလို့ပြန်ပြင်ခြင်းနဲ့ဆိုရင်ပြင်လို့မရတော့ဘူးအဲ့လိုဖြစ်သွားမှာဆိုတော့မားတို့ကဒီပထမပုံထားခဲ့တဲ့အတိုင်း along explore မှာအမှန်ချေ compact to block မှာတော့အမှန်ချေပေါ့เนาะဒါဒါက block နဲ့ပတ်သက်တဲ့ကိစ္စလေးပါ compact to block နဲ့ along explore ကိုတော့ဝင်ထားရမယ်နောက်တစ်ခုက boundary boundary ကကြတော့မားတို့ရှိမှလဲဆိုအလုံးပိတ်နေရဲ့ ပြောရရင် boundary အလုံးရှိနေတဲ့ပုံလေးပေါ့နော်ဒီမှာအမကနာလိုပဲကျဲပုံလေးတစ်ပုံဆွဲလိုက်မယ်အဲ့ဒီပုံလေးကိုဒီအထက်က polygon လေးပေါ့နော်အနားငါအနားအနားငါးနားရှိတဲ့ polygon လေးကိုအပြင်ကိုဆွဲထုတ်ခြင်းနဲ့အပြင်မှာဒီပုံလေးတိုင်းဆက်ဆွဲနေအဆင်မပြေဘူးလေအဲ့တော့ဒီပုံလေးကိုပဲ boundary ခတ်ခြင်းနဲ့နော်အဲ့ဆိုရင်အမတို့ boundary ခတ်မှာဖြစ်တဲ့အတွက် boundary ဆိုတဲ့ bo comment ယူမယ် ပြီးရင် bounty creation ဆိုပေါ့စ်ကြလာမယ်ဆိုရင် big point ကောင်းမယ်ကို bounty ဖွဲ့ခြင်းနဲ့ object ရဲ့အတွင်းတွေကိုတစ်ချက်ဆက်လက်မှတ်မယ်ပြီးရင် enter ပါနော်အဲ့တော့အမတို့ဒီဒီကောင်လေးကို bounty ဖွဲ့ပြီးရောဖွဲ့လိုက်ပြီးအဲ့တော့ဒီ bounty ဖွဲ့ထားတဲ့ကောင်လေးအမအပြင်ခေါ်ထုတ်ကြည့်မယ် am enter slot object enter မတို့ဒီတနေရာကနေဆွဲထုတ်လိုက်မယ်ညဒါဆိုရင်ဒီအထဲက bounty ခတ်ထားတဲ့ပုံလေးကိုဒါဆွဲထုတ်လိုက်တာပါအဲ့တော့ boundary မှာ ။ boundary comment တော့မယ်ဆိုလို့ရှိရင်အဓိကကဘောင်အပြည့်ရှိနေရပါမယ်။သူ့ရဲ့ပတ်စံတွေမှာဟို line ဟာနေလို့မရဘူးเนาะ။အခုအမတို့နောက်ထပ် boundary တစ်ခုဆွဲကြည့်လိုက်မယ်။ဒီလိုပုံမှာဆိုရင်အမဒီ line ကိုဒီ line နဲ့ line သုံး line ပေါ့နော်။ဒီသုံး line အောင်မှာ boundary ဖွဲ့မယ်ဆိုရင်ရပါမလားဆိုရင်မရပါဘူး။ဘာလို့ဆိုရင်သူက boundary အပြည့်မရှိနေတဲ့အတွက်ကြောင့်ဒီပုံမှာဆိုရင်ဘယ်နေရာပဲရမယ်ဆိုရင်ဒီ triangle လေးပဲရမှာဖြစ်ပါတယ်။အဲ့တော့ဒီ triangle လေးကိုအမတို့ boundary ဖွဲ့ကြည့်မယ်။ B O and a pick point ကောက်မယ် boundary ခက်ချင်တဲ့ object ရဲ့အတွင်းကတနေရာမှာတစ်ချက်ကလစ်လိုက်ပါ b enter ပြီးရင် mouse icon လေးဆွဲထုတ်ကြည့် move enter နဲ့ slot object enter တနေရာကနေဆွဲထုတ်လိုက်မယ်အဲဒါဆိုရင်ဒီ boundary ဖွဲထားတဲ့ကောင်းလေးကိုဆွဲထုတ်လိုက်တာပါဒါကတော့ boundary ပါကျေးဇူးတင်ပါတယ်